င်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေ November 9ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဟင်းဝရဲ့ပေးနေစကတ်တထဲကိုပဲတညာလေးမှအတူတူဝေပြီးဖြောပြခဲ့ကြတဲ့စိုးပြေတဲ့စင်နဲ့ဝိုင်းစုခိုင်တဲ့တဲ့။တင်းနေရတဲ့မြလက်ကောင်ချင်းလာပညာမှာပျောက်သွားလို့ပတ်တကူပြတာစိတ်နာရဲဆိုရင်နှိုင်းရှင်မြမို့တဲ့။အသားမင်းနေတဲ့လူတွေချက်ချင်းဖြုတ်ပွေးသွားစီမဲ့နီလန်ကောင်တစ်ခုကိုပြောလာတဲ့တယ်လီဖုန်းကုဆိုးကြီးတဲ့ တင်းဆရာနဲ့ကိစ္စအပါဝင် သူမအကြောင်းမကောင်းပြောနေတဲ့လူတွေကိုတိကမှမဟုတ်ကြောင်းပြောလာတဲ့ဝိုင်းစုခိုင်တဲ့တဲ့ရှူတင်မှာနုပညာသမားချင်းချင်းမငယ်ပဲလှုပ်လိုက်တဲ့သွန်ဆက်ကြောင့်ဒဏ်ရာရှာသွားတဲ့စုရင်ဆန်းတဲ့တဲ့အရှက်ရောက်ပွဲကိစ္စတခုကိုလုပ်ခဲ့မိတာကြောင့် Miss Universe အလမယ်ရီအဖမ်းခံရတဲ့ပြဿနာနဲ့ပတ်သက်လို့နဝဲရဲ့တုံ့ပြန်ချက်တဲ့တဲ့ဖြစ်ပါတယ်ရှင်ဟေးဝင်ရန်ပေးတဲ့စကတ်တထဲကိုပဲတညာလေးမှအတူတူဝစ်ပြီးဖြောပြေးခဲ့ကြတဲ့စိုးပြေတစင်နဲ့ဝိုင်းစုခိုင်တဲ့ မင်းသားချုပ်ဟေးဝီရင်ရင်တရားမဝင်ရှိစားဟောင်းဝိုင်းစုခိုင်သိနေတရားဝင်မိမဖြစ်သွားသူစုပြည့်တစင်တို့ကတော့ပြီးခဲ့တဲ့ပွဲတစ်ခုမှာစင်တူစကတ်တထဲလေးကိုဝစ်ပြီးချစ်ချစ်ခင်ခင်ဖျော်ဖြေခဲ့ကြတယ်လို့သိရပါတယ်။ဟေးဝီရန်ကနမဲကြီးတထေးသားပြီးပြီးအကောင်ကြိုက်တဲ့ပြီးလူပြိုတတန်းတစ်ချောင်းလုံးမှလည်းတကယ့်ဒိတ်ဒိတ်ချင်းမင်းသမီးတွေကိုပဲမှန်းခဲ့သူဖြစ်ပါတယ်။ဒါကြောင့်အစွန်တော်မင်းသမီးဘဝနဲ့နမဲရှာနေတဲ့ဝိုင်းစုခိုင်သိန်းကိုခိုးပြေးပြီးနှစ်ညကြီးခဲ့တယ်လို့ လှလှပပရှေးစင်းကားကြီးဖြစ်တဲ့နာမည်ကြီးမင်းသမီးနဲ့လေကမ်းခြေကိုခိုးပြေးမှုတယ်လို့သိရပြန်ပါတယ်။အခုလေကိုလုံးကိုပေါင်းလုံးဝမခင်တဲ့ဆွပြေတစင်ကို အပိုင်သိမ့်ပြီးလက်ထက်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့အခုလိုမိမ၃ယောက်သာနာမည်တွေပြောင်းသွားပေမဲ့ဟိဝရန်ရဲ့အကြိုက်ကတော့ပြောင်းသွားခြင်းမရှိပါဘူး။တောမမွေးရဲ့တောတထေးသားကြီးပြပင်းအရှောင်းပြောင်ပြောင်လက်လက်စကက်တိုဝတ်ထားတဲ့ short တီလေးတွေကိုသဘောကျတာဖြစ်ပါတယ်။ ဒါကြောင့်သူနဲ့ပတ်သက်ဖို့တဲ့မိမ၃ယောက်လုံးကိုငွေရောင်တောက်ပြောင်နေတဲ့စကက်တိုလေးတွေလက်ဆောင်ပေးခဲ့ဖို့ပြီးအန်ဟုတ်ဖို့ကောင်းတာကတရားမဝင်ရီးစားဟောင်းဖြစ်တဲ့ဝိုင်းစုခိုင်သိန်းနဲ့လက်ရှိမိမဖြစ်တဲ့စုပြေတစင်ဟောင်းအဆိုပါစကက်တိုတထဲတွေကိုတညာလေးမှပဲအတူဝင်းမိခဲ့ကြတာဖြစ်ပါတယ်စကက်စင်တူဝစ်ထားတဲ့ပုံရိပ်ကိုလည်းကင်မရာတွေနဲ့အမိရရှိုက်ကူမိခဲ့ပြီးအကောင်လုံးကအန်အားတင့်ခဲ့ကြပါတယ် အဲဒီနောက်ွယ်မှာလည်းဟိဝိယံကအတူအိတ်ခဲ့ဘူးတဲ့မိမနှစ်ယောက်လုံးကိုဆင်းအောင်ကနေစောင့်ကြည့်တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဆိုပါဝစ်စားတူနေတဲ့ကိစ္စပေါ့ဟိဝိယံဘက်ကတော့လုံးဝဖြေရှင်းခြင်းမရှိဘဲညနာလွဲနေပြီးဝိုင်းစုခိုင်သိန်းကတော့ညနာပြောင်ပြောင်နေပြီးရီမောနေခဲ့တယ်လို့သိရပါတယ်။ ကြားတဲ့သတင်းတီတိုးစကားတွေရောစုပြည့်သင်းကို မနာလိုတဲ့ဒီဇိုင်နာမတယောက်ကတမင်ဝေးရမယ့်အဝတ်အစားတွေကိုစင်တူအောင်နောက်ွယ်ကနေလှုပ်ချန်ထားတယ်လို့သိရပြီးငယ်စဉ်ပရိသတ်တွေကတော့အဆိုပါစကက်ကိစ္စနဲ့ဂရဲရိုက်နေတုံးဖြစ်ပါတယ်တချို့ကလည်းအဝတ်အစားစင်တူဝင်လိုက်တော့ဝိုင်းစုရဲ့အလားတရားကပို့ပြီးပေါ်သွားတယ်ဝိုင်းစုကခြေတော့တွတ်တွင်လေးနဲ့ဘောင်းဝဲဝဲကြီးကောင်းနေသူဟာသူလင်းပနေရောက်ပြောင်းပြောင်းအလားမပြတ်သွားဘူး ဆိုပြတဲ့စင်ရဲ့ဖန်တွေကတော့အဆိုပါဝေဖန်မှုတွေပုံကိုငဲ့ရဲ့တရားဝင်မိမအနေနဲ့ဝေဖန်မှုတွေကိုဂရုမစိုက်ပါဘူးဘသူတွေဘာပဲပြောပြောတရားဝင်တင်တောင်းခံရပြီးမင်္ဂလာပွဲ၆ပွဲကျင်းပခဲ့တဲ့တတို့သမီးအစ်စ်ကသာတံပိုးရှိဆုံးပါလို့တုံ့ပြန်ခဲ့ကြပါတယ်ပရိသတ်ကြီးတို့ရောဟင်းဝင်ရပေးတဲ့စကတ်တထဲကိုပဲတညာရင်းမှတူတူဝတ်ပြီးဖြုတ်ပြခဲ့ကြလို့ပွဲဖြစ်နေတဲ့ဆိုပြတဲ့စင်နဲ့ဝိုင်းစုခိုင်တဲ့ပုံ ဘလို့ထင်ကြလဲဆိုတာနဲ့ဘသူပုံလှလဲဆိုတော့စိတ်ထဲရှိသလို comment မှာရေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။တိုင်းနီဟာတန်တဲ့မြလက်ကောက်ချင်းလာပညာမှာပျောက်သွားလို့ပန်းတကူပြစ်တောင်စိတ်နာနေဆိုရင်နှိုင်းရှင်မြင်မို့။ချမစပုံးမဆိုတဲ့ဝိုင်းဆဲချင်စရာဇလန်လေးတခုနဲ့ ပြည်သူမြေတာကိုခံယူသွားတဲ့နှိုင်းရှင်မြင့်မို့ကတော့အခုလဲပန်းတကူပြတာကိုစိတ်နာနေဆိုပြီးထုတ်ပြောလာခဲ့ပြန်ပါပြီ။နှိုင်းရှင်မြင့်မို့ဟာသူ့ကိုယ်သူတအားအောင်မြင်တားလာပါတဲ့အတွက်မင်းသမီးတွေကနှိမ်ချဆက်ဆံပဝင်းကျင်ဆွေမျိုးတွေကတိုက်ခိုင်းလောကရန်ကထူထောင်မနာလိုသူတွေကများပြားပြီးဘုံဝါကြီးကိုခင်းရခဲစစ်ဖြတ်တန်းရတဲ့သူအချင်းအမြဲတမ်းထုတ်ပြောလို့ရှိပြီး အခုလေမှတ်တကူနဲ့ပတ်သက်တဲ့သူမရဲ့စိတ်ဒဏ်ရာတွေကိုပြိတ္တတီအောင်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းကိုနှိုင်းရှင်မြို့ကပန်းတကူမဖြစ်ဘူးလားပန်းတကူမဖြစ်ဘူးလားမိကြလို့ရင်နာနာနဲ့ပဲဖြေလိုက်ပါအောင်မေလွန်ခဲ့တဲ့နှစ်နဲ့တုံးဆက်မင်္ဂလာဆောင်တဲ့အချိန်ဒီလိုပန်းတကူဖြစ်တဲ့ညမျိုးမှာဝိုင်းနဲ့ရှမ်ပိန်တောက်ထားတာဘလောက်တောင်တောက်လိုက်လဲမမှတ်မိတဲ့အထင်အမှုလို့အံပတ်စုံနေတော့အခုပုံထဲမှာမြင်ရတဲ့မြတ်တဆက်စာတွေကတံမိုးကြီးဆုံးပစ္စည်းကြီးပျောက်သွားတယ် တေချာပြောင်းရရင်ခုလက်မြောက်ထားတဲ့ဘက်ကညသေးလက်ောက်သိန်းနီယာနေပါချပြောက်သွားတာပါလမ်းမှာတွေ့တဲ့လူကလည်းပန့်တကူပြစ်တယ်ထင်ပြီးပြန်မပြေးပါဘူးဒါကြောင့်စိတ်တရားရပြီးဘယ်တော့မှတဆောင်မုံလာပြင်းနေနေမှာပန့်တကူမပြစ်ပဲနေခဲ့ပါတယ်ဧကရေကဘာပွဲဖြစ်ဖြစ်ဝိုင်းပီးရအဆက်ရှန့်ပိန်စားတဲ့မူရဲ့အရှိတွေကိုလည်းမတော့ပဲတတိထားတဲ့အချိန်ရသွားပါတယ်လို့ရေးသားခင်တာဖြစ်ပါတယ်ပရိသတ်တွေကတော့သူမရဲ့အဖြစ်အပျက်ကိုမျက်လုံးပြူးနေကြပြီး နှမျောစရာကြီးဟဲ့ကောင်းရတဲ့သူကလည်းဘာဖြစ်လို့ပြန်မပေးတာလဲမသိဘူးတံပိုးကြည့်လိုက်တာနော်အခုဆိုရင်အဲ့ဒီမြလက်ကောက်စီကတန်နေလောက်ပြီအလူလူသားသဘောထားနိုင်ရင်တကယ်ထူးတယ်လူပါဒါပေမဲ့စိတ်ကပန့်တကူတော့မပြင်းရဲတော့တဲ့အထိစွဲလန့်စိတ်ဖုံနေရင်တော့ပစ္စည်းလေးပြောင်းငရေလေးရှာနေအလကားပဲစိတ်ထားထပ်ဖို့လိုပါတယ်လို့ပြောဆိုခဲ့ကြပါတယ်။ဒါကြောင့်သူမကိုလာထင်းရင်လုံးဝငြိမ်မခံတတ်တဲ့နှိုင်းရှင်မျိုးကလည်းဆက်စပ်တိမကံပက္ကနေပြန်ပြောခဲ့ပြီး ကျမကလည်းအမတ်တရအနေနဲ့ပြန်ပြောတာပါပစ္စည်းပြောက်လို့မနှက်ဖက်မှလင်မယားနှစ်ယောက်ရှာကြပြီမဲ့မတွေ့တော့လေပူလောင်ကျဲလင်းမရှိခဲ့ပါဘူးငါတို့ဘဝတစ်ခုမှာသူများပစ္စည်းမတော်မတရားရှုခဲ့ဘူးလို့ဒီအချိန်မှာပြန်ပေးဆက်လိုက်တာဝဲကျွေးတစ်ခုကြေးပြီလို့သာတွေ့ခဲ့ပါတယ်မနှံမိုးလေးတော့လေအေးအေးချမ်းချမ်းနဲ့ပဲအိမ်ပြန်ပြီးပြန်ဤခဲ့ပါတယ်စိတ်ကထားတတ်တာထက်တောင်လွန်ပါသေးတယ်လို့ပြန်လေပြောဆိုခဲ့ပါတယ် ဒါပေမဲ့လည်းပြည်သက်တွေကတော့နှိုင်းချင်မြင့်မှုရဲ့ဇေယိုက်ကိုတင်နေပြီးမနှမျောဘူးဆိုရင်ပန်းတကူပြစ်တာစိတ်နာနေမလုံနဲ့လေဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ထုံစံအတိုင်းပွဲတော်ချိန်မှာပန်းတကူပြစ်ပေါ်ခူဟာကတိန်းနေရတဲ့မြလက်ကောက်ကြီးပျောက်သွားလို့အလူပါမလုံတော့ဘူးဆိုတော့လမ်းလွဲနေပြီနော်လူလဲကြားမကောင်းဘူးဒါမျိုးကိုဂုံယူပြီးမပြောနဲ့လို့မှတ်ချက်တွေဝိုင်းရေးခဲ့ကြပါတယ်ပြည်သက်ချင်းတို့ရောဒီနေ့ပန်းတကူမှာဘာတွေများလုပ်ဖြစ်တာလဲ ထူးထူးခြားခြားဘာလေးတွေကြုံလိုက်ရလဲဆိုတော့ comment မှာရှိရင်နှမ်းရှင်မြင်မှုရဲ့ညလက်ကောက်ကြီးပြလို့တတလုံးပန်းတကူမပြစ်တော့ဘူးဆိုတဲ့ကိစ္စပေါ့ဘလို့များထင်ကြပါသလဲနော်အသားမင်းနေတဲ့လူတွေချက်ချင်းဖြူပွေးသွားစီမဲ့နီလန်ကောင်တစ်ခုကိုပြောင်းလာတဲ့တယ်လီဖုန်းကိုဆိုခြင်း တယ်လီဖုန်းတစ်ချက်နဲ့ပြည်သက်တင်ရဲ့အသိနှလုံးကိုပိုင်သိမ်းသွားတယ်။ပြဇနာကိုဆိုကြီးကတော့လူတွေကိုချက်ချင်းလန်ငယ်အသားဖြူစင်မိန်နီလန်းတစ်ခုကိုထုတ်ဖော်ပြောချလာပါတယ်။အသားမဲတဲ့အသားဖြူတွေဆိုတော့ကအနောက်နိုင်ငံမှာအလားတရားကို ဖော်ပြတဲ့အရာမဟုတ်တမင်အသားညွန်အောင်လုပ်ကြပေးမယ်။အာရှနိုင်ငံနဲ့အထူးသဖြင့်မြန်မာနိုင်ငံမှာတော့မျက်နှာငယ်စရာပါ။မြန်မာနိုင်ငံမှာလူတွေဟာအသားဖြူမှာလှနေလို့ထင်ကြပါဗျ။ လူတစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ရင်တော့အသားဖြူတယ်လို့ဆိုဟေးအသားတွေဖြူလာပါလားအရန်လာလာတယ်နော်ဆိုပြီးပြောတတ်ကြသလိုအသားမဲအသားညူတဲ့လူတွေဆိုရင်အသားတွေမဲလာတယ်နော်ဘာလို့လိုက်တာလဲစသဖြင့်နှိမ်တယ်လို့ပြောကြတာပါပဲဒါကြောင့်လေမြန်မာနိုင်ငံမှာလူတွေဟာအသားဖြူခြင်းချပါတယ်အခုကမှတော့ကိုဆိုးကြီးကသူ့အသားဖြူလာတဲ့အဓိကအကြောင်းရင်းကိုပြောလာတာပါအစောပိုင်းမှာတော့ကုဆိုးကြီးရဲ့သားဟာချောကလက်ရောင်လိုလိုကြွဲကြီးရှင်လူးထားတယ်လို့လည်းဖြစ်နေတာပါ ဒီကြားထဲမှာအနီရောင်အင်းကြီးကြီးနဲ့လွန်လဲလွန်းတော့ကိုဘီဘီရဲ့ဖုန်းလေးဆက်ပေါ်တော့စသည်ဖြင့်တယ်လီဖုန်းတစ်ချက် MTV မှာမြင်ရတာကတမျိုးဖြစ်နေတာပါအခုတော့ကိုစိုးကြီးတယောက်အသားကြီးဖြုတ်ဆွလာတာပါဒီလို အသားဖြုတ်လာရတဲ့အဓိကအကြောင်းရင်းကတော့ဝါတွင်းသုံးလားတက်တက်လို့စလိုက်လို့အသားဖြုတ်သွားတာလို့ဆိုပါတယ်ပြိတ္တကြီးလည်းအသားမဲနေရင်ကိုစိုးကြီးလည်းတက်တက်လို့စားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ် တေးဆရာနဲ့ကိစ္စအပါဝင် သူမအကြောင်းမကောင်းပြောနေတဲ့လူတွေကိုတိခတ်မှမဟုတ်ကြောင်းပြောလာတဲ့ဝါစုခိုင်တဲ့ဝါစုခိုင်တဲ့ကတော့သူမရဲ့တိတ်ကံကိစ္စတွေကိုအခုလက်ရှိအချိန်မှာပြန်လည်စဖို့ပြီးတပုတ်လီလွင်ပြောဆိုနေသူတွေကိုလုံးဝတိခတ်တော့မှမဟုတ်ဘူးထိတ်တိုက်တုံ့ပြန်သွားမယ်ဆိုပြီးပြက်ပြက်သားသားတတိပေးပြောဆိုလာပါပြီအလုံးတိကြတဲ့အတိုင်းခုလတလောမှာမင်းသားဟင်းဝေရန်နဲ့မင်းသမီးစွပြေတစင်တို့ရဲ့မင်္ဂလာပွဲကိစ္စတွေကလူပြောများနေတာပါ ဒီမင်္ဂလာပွဲကျင်းပတဲ့အချိန်နဲ့တပြိုင်တည်းမှာပဲတချိန်ကဟေးမရရဲ့ချစ်သူဟောင်းဖြစ်ခဲ့တဲ့ဝိုင်းစုခိုင်သိန်းရဲ့အတိတ်ကဖြစ်ပျက်တွေဟာလည်းပြိတ္တတီချားနေမှာပြန်လည်လူပြောများလာပါတယ်ပြိတ္တတွေကဝိုင်းစုခိုင်တဲ့ဟေဝိယံတို့အရန်ချစ်ခဲ့ကြတဲ့ချစ်သူဘဝတို့ကနှစ်ယောက်သားခိုးပြေးခဲ့တဲ့အထိဖြစ်ခဲ့ပူတာဒါပေမဲ့မိဘတွေရဲ့အတင်းကျပ်ခွင့်မှုကြောင့်လမ်းခွဲခင်ရတာတွေကိုပြန်ပြီးတတိယကြပါတယ် ရိတ်တမ်းများစုကဝိုင်းစုခိုင်တဲ့ပုံတနာတဲ့စိတ်တွေနဲ့သူ့ဘက်ကရက်တီပြီးတဲ့ comment တွေကိုရေးသားခဲ့ကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာဝိုင်းစုခိုင်တဲ့ကိုတနာပိန်သူ့ဘက်ကရက်တီချတဲ့လူတွေရှိသလိုဟိဝရန်နဲ့စိုးပြေတဲ့စင်တို့ရဲ့မင်္ဂလာပွဲကိုအနောက်ရှက်မဖြစ်စေချင်တဲ့သူတို့ဘက်ကအကာအကွယ်ပေးချင်တဲ့ပြည်သက်တွေလည်းရှိလာပြန်ပါတယ်။အဲဒီမှာတင် ပြဿနာကစတာပါ။ဟေးဝရန်တို့ဘက်ကကာကွယ်ပေးတဲ့ပြည်သက်တချို့ကဝိုင်းစုခိုင်တဲ့ရဲ့နောက်ကျောင်းတွေကိုပြန်လည်ဖော်ထုတ်လာကြပါတယ်။ သူတို့တိုက်ခိုက်တဲ့အချက်ကတော်တော်လေးကိုပြင်းထန်ပါတယ်။အနာကတော့ဝိုင်းစုကိုင်သိန်းဟာဟိမယန်နဲ့မကြိုက်ခင်ကတည်းကနာမည်ကြီးတင်းရင်စရာတယောက်နဲ့လိုက်ပြေးမှုတယ်။ထွက်ပြေးမှုတွေဆိုတဲ့ကိစ္စတွေကိုအခုမှအစပြန်ဖော်ပြီးဆိုရှယ်မီဒီယာပေါ်မှာအပြင်းထန်ရေးသားလာကြတာပါ။ဒါဟာအရှင်ကဒီလိုတွေဖြစ်ခဲ့တာပဲဆိုရင်ပုံစံမျိုးနဲ့ဝိုင်းစုကိုင်တဲ့ရင်ပုံရိပ်ကိုထိကန်အောင်သူလဲရှင်ကဒီလိုပဲအခုမှဟင်းဝီရန်ကိုတနာနေစရာမလိုဘူးဆိုရင်သဘောမျိုးနဲ့တမင်လောက်ချန်ပြောဆိုလာကြတာဖြစ်ပါတယ်။ ဒီလိုမျိုးသူမရဲ့တိတ်ကံကိစ္စတွေအထူးသဖြင့်အခုတစ်တပံပြန်ပေါ်လာတဲ့တေးရေးဆရာနဲ့ကိစ္စတွေကိုပါဆွဲထည့်ပြီးအောင်ဆုံးထိဆွဲချတိုက်ခိုက်လာကြတဲ့အတွက်ဝိုင်းစိုးခိုင်တင်ကတီးမခံနိုင်တော့ပဲပောက်ကွဲလာတာဖြစ်ပါတယ်။သူမကဒီကိစ္စတွေနဲ့ပတ်သက်ပြီးပြတ်သားတဲ့စကားတခုကိုပြောခဲ့ပါတယ်။အဲ့ဒါကတော့သူမဟာတိတက်ဆအရွယ်ကလေးကဘသူ့အပေါ်မှာမမယုံမှဘူးဘူး။ဘသူကမှခြေထိုးတာစီးပွားပြောင်းလောက်တာမျိုးမလုပ်ခဲ့ဘူးဘူးလို့ဆိုပါတယ်။ ဒါပေမဲ့သူမကိုလာပြီးလို့ရင်သူမကိုမုံနေသူတွေက မုံနဲ့စီးပောင်ကိုကြော်လာရင်သူမတီးခတ်နိုင်တဲ့စီးကိုကြော်ပြီးတက်ခိုင်းလာရင်လုံးဝငြိမ်ခံနေတော့မှမဟုတ်ပင်ထိတ်တိုက်တုံ့ပြန်သွားမယ်လို့ပြက်ပြက်သားသားကြေညာလာတာပါ။ဒါဝိုင်းစုခိုင်တိန်ဘက်ကသူမကိုမစီမဆိုင်ဆွဲထည့်နေတာတွေအတိတ်ကကိစ္စတွေဟုတ်တယ်မဟုတ်တယ်မတေချာတဲ့တင်းရဲဆရာကိစ္စလိုမျိုးတွေကိုအခုမှလာပြီးတပုတ်လီလွင်ပြုံးနေတာတွေကိုတော်တော့ပြီးရင်းလိုက်ပြီဆိုရင်တတိပင်းလိုက်တာပါပဲ။ ရိသတ်ကြီးရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲအတိတ်မှာပြီးခဲ့တဲ့ကိစ္စတွေကိုအခုလက်ရှိအချိန်မှာပြန်လည်ဖော်ထုတ်တိုက်ခိုက်တာတွေကတရားမျှတမှုရှိရဲ့လားဝိုင်းစုခိုင်တင်းရဲ့အခုလိုပြတ်သားတဲ့တုံ့ပြန်မှုကိုဘယ်လိုမြင်လဲဆိုတာပြောသွားကြပါအောင်ရှင်ကြည့်ရှုပေးကြလို့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်ရှုတင်မှာအမှုပညာသမားချင်းချင်းမငေးပေးလှုပ်လိုက်တဲ့သွန်ဆက်ကြောင့်တန်ရာရှာသွားခဲ့တဲ့ဆွေအိမ်ဆန်း ရှူတန်ရကွင်းမှာစွန့်ဟိဆန်ကိုတန်ရချောင်းတမင်တကာရီွယ်ချက်ရှိရှိလုံလိုက်တဲ့ဆိုပြီးလူပြောများနေတာကသွန်ဆက်ပါသွန်ဆက်ကြောင့်လည်းစွန့်ဟိဆန်ခမခေါင်းခွေးကငုံယူခဲ့ရတာပါ လူတွေကတော့စွန့်ဟိဆန်ကိုတနာကြတယ်လို့သွန်ဆက်ကလည်းစိတ်ဆိုးဒေါသထွက်နေကြတာဖြစ်ပါတယ်အဆိုပါဖြစ်ပျက်ကတော့လက်တလုံးမှာထုံ့နှံ့ပြသနေတဲ့ရမတ်ရုတ်တန်ဆန်လက်တွေရိုက်ကွင်းမှာဖြစ်သွားခဲ့တာပါ ရမယုတ်တန်ဇလန်းကတော့မဟာယုတ်တန် application မှာပြသနေတဲ့ဇလန်းတွဲဖြစ်ပြီးတော်တော်လေးကိုလူပြောများလူစိတ်ဝင်စားမှုများနေတဲ့ဇလန်းတစ်ခုပါအစောပိုင်းယုတ်တန်ဇလန်တွဲမှာတော့ခိုင်နေဝေမေခရစ်ပယ်ရီတွန်ဆန်စူအိန်ဆန်ကြောထောင်းတို့လိုနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတာပါ ဒီဇန်လတွဲမှာတော့တောဆကဖီလင်းဆက်ရုပ်ကာရိုက်တာကိုအကောင်းဆုံးသရုပ်ဆောင်နိုင်တာပါ။ဒါကြောင့်လေပရိသတ်တွေကတိတ်ပြီးတော့ကြည့်မရပါဘူး။ဇန်လနေမှာသူမရဲ့ဖီလင်းဆက်ရုပ်ကတော်တော်လေးပြည်ပြင်းတာကြောင့်ပရိသတ်ကအပြင်းမာပါမုန်းနေကြတဲ့နေထားပါ။ဒီရိုက်ကွင်းပေါ်ကပြဿနာကြောင့်အခုဒီဖြစ်ရဖြစ်လာတော့ဆက်ရုပ်တိုင်းမင်းအပြင်းမာလဲစိတ်တက်ကမကောင်းမှုဆိုတွေဝေဖန်မှုတွေဆိုရှယ်မီဒီယာမှာပို့ပြီးကြေလောင်လာခဲ့ပါတယ်။ဒါဆလန်အတွက် promotion လားတကယ်ဖြစ်တာလားဆိုပြီးတော့လည်းမိကွန်းထုတ်နေကြပါတယ် ။စွိင်းဆန်ကတော့ဖြူဖြူစင်စင်ကာရိုက်တာကိုတည်ယူဆောင်ရတာပါ။အဆိုပါဇလန်နေကဇဝင်ကန်းမှာတောဆက်ကစွိင်းဆန်ကို ပကန်းနဲ့ခေါင်းကိုရိုက်ခွင်းရတဲ့ဇဝင်ကန်းပါဝင်တာပါ။အဆိုပါစုံဝင်ကန်းကတော်တော်လေးကိုပြည်ပြင်းတာဖြစ်ပါလေ။ဒါပေမဲ့လည်းအဲ့ဒီစုံဝင်ကန်းကိုရှမ်းရတဲ့စုရင်ဆန်ကတော့တော်တော်လေးကိုအစ္စလမ်ဝေသွားခင်ရတာပါ။ဘာလို့လဲဆိုတော့တယုံဆောင်တွန်းဆန်းဟာစုရင်ဆန်ကောင်းကိုအပြစ်မှတကယ်ရိုက်လိုက်တာကြောင့်ပါပဲ။ ပုံမှန်အားဖြင့်ဆိုရင်တော့ဒီလိုမျိုးပကံနေနဲ့ခေါင်းဆိုင်ရတဲ့ဒုံးနဲ့ဆိုင်ရတဲ့အခါမှာရုပ်ရှင်ရှူတင်မှာတုံးတဲ့ပစ္စည်းတွေတသက်ရှိပါတယ်။ ပကံတုပလင်ခွဲတုဒုတ်တုစသည်ဖြစ်မှာပဲအခုလဲသွန်ဆက်ကဆွင့်ဆန်ကိုပကံတုနဲ့လုံလိုက်တာဖြစ်ပါတယ်။ဒါမိမိဘလောက်ပဲတုဆိုပါစေပကံမာနေရနဲ့ဆွင့်ဆန်ထီတဲ့အခါမှာသွန်ဆက်ကိုရန်ကအားနေလုံလိုက်တာကြောင့်ဆွင့်ဆန်တယောက်နာကျင်လွန်းလို့ရှူတင်ရိုက်ကွင်းမှာငိုခဲ့ရတာဖြစ်ပါတယ်။ဆွင့်ဆန်ကတော့ပကံတုနဲ့မဟုတ်ဘာမှမဖြစ်ကြောင်းပြောနေပေမယ့်တကယ်နာတော့တာတည်တာနေတာပါ။ ဒါပေမဲ့လည်းပြည်သက်တော်တော်များများကတော့တောဆန်အနေနဲ့အမှုပညာသမားအချင်းချင်းညာတလူရတာကိုဘာလို့အားနဲ့လုံလိုက်တာလဲကိုချင်းစာစင်မရှိဘူးလားဆိုပြီးမိကွန်းထုတ်ကြတာပါတချို့ကလည်းတောဆန်အနေနဲ့တမင်လုံလိုက်တာတိတာလုံးနေလို့ဆိုကြပါတယ်ဒါပေမဲ့လည်းတကယ်တမ်းတော့အားလုံးကအမှုပညာညီမလှုပ်ဖို့ခိုင်းပတ်အချင်းချင်းနေမို့တမင်နာကျင်အောင်လုပ်တယ်ဆိုတာကအတိတ်ပဲတော့တိတ်မရှိလာပါဘူး ဒါပေမဲ့လေတွန်းဆက်ကြောင့်ဆွင့်ဆောင်ကတော့တကယ်နာကျင်ခဲ့ရတာပါ။ဒါကြောင့်လေတွန်းဆက်အနေနဲ့ညညာတတလုပ်တဲ့နေဘာလို့ဒီလိုလုပ်ရတာလဲ။ဆွင့်ဆောင်ကိုကြည့်မရလို့ပညာပေးတာဖြစ်မယ်လို့ဆိုကြတာပါ။အမှုပညာလောကမှာအချင်းချင်းကြည့်မရရင်ရုပ်ရှင်သရုပ်ဆောင်တွေကပညာပေးကြတာရှိကြောင်းစုံမြတ်သူစားနဲ့ထက်ထမို့ဆိုအချင်းချင်းကြည့်မရလို့ရှမ်းဖြစ်တဲ့ဇဝင်ကံမှာအချင်းချင်းစော်ကြလို့မနေထိုင်ရတဲ့အဖြစ်ပြက်ရှိခဲ့ကြောင်းဒါရိုက်တာပြင်းတရားကပြောပူတာပါ။ ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေကရောသုံးဆက်ကစွန့်ရင်စံကိုကြည့်မရလို့စွန့်လိုက်တယ်လို့ထင်ကြပါသလားမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်အရှက်ရပွဲကိစ္စတစ်ခုကိုလုပ်ခဲ့မိတာကြောင့် Miss Universe အလမေတွေအဖမ်းခံလိုက်ရတဲ့ပြဿနာနဲ့ပတ်သက်လို့နှဝရဲ့တုံ့ပြန်ချက်မင်္ဂလာပါပရိသတ်များရှင်ဒီနေ့မှာတော့နိုင်ငံတကာအလမေတွေအဖမ်းခံလိုက်ရတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာပါ ်မစ်ယူနီဗာစ်ပြိုင်ပွဲအတွက်နိုင်ငံတကာကလာမယ်တဲ့အားလုံးထိုင်းနိုင်ငံဘန်ကောက်မြို့ကိုစူဝေးရောက်ရှိနေစဉ်အတွင်းမှာရုတ်တရက်ဆိုတလုံးရဲအုပ်စု ဖွဲ့လိုက်ကြီးကဝင်ရောက်ပြီးတော့ဖမ်းဆီးခင်တာပါဒီဖြစ်စဉ်ရဲ့အချင်းချုပ်ကိုပြောပြပေးပါမယ်ရှင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ Miss Universe 2025ပြိုင်ပွဲကြီးတွင်ရောက်ရှိနေကြတဲ့နိုင်ငံတကာကလှမတွေဟာဖန်ဒီအားလုံးစိတ်ပြတ်သွားစီလောက်မဲ့ကိစ္စတစ်ခုကိုလုပ်ခဲ့ကြပါတယ်။တရားမွန်နဲ့ online လောင်းကစားကာစီနိုတွေကိုကြော်ညာပေးနေကြတာပါ အဲ့ဒီဖြစ်ပျက်နေလှုပ်ရှားဆောင်ရွက်မှုတွေကိုသိရှိသွားတဲ့သူတွေကတိုင်ကြားချက်ဖွင့်တည်င်းပေးခဲ့ကြပါတယ်။တည်င်းရပြီးနောက်မကြခင်အချိန်မှာပဲထိုင်းရဲ့တပ်ဖွဲ့ကနေပြီးတော့အဆိုပါလက်မယ်တွေကိုချက်ချင်းလက်ငယ်ဝင်ရောက်စီးနေပြီးဖမ်းဆီးလိုက်တာပါ။ဒါပေမဲ့လို့မယ်ရီအားလုံးတူတူဒီကိစ္စကိုကျူးလွန်ခဲ့တာမဟုတ်ပါဘူး။တချို့သောလက်မယ်တွေကပဲသူတို့တဲခွန်ရနေရာတွေမှာလက်ရဲဆိုင်ရင်နဲ့တရားမဝင်လောင်းကစားကြော်ညာတွေရှိုက်ကူးနေခဲ့ကြတာပါ။ အဲဒီမစ်တွေအဖမ်းခံရတာပြင် နောက်ဆက်တွဲဖြစ်ရတဲ့ခုပါလာပါသေးတယ်အဲဒီလောက်ရက်တွေကထိုင်းဥပဒေအရတရားမဝင်တဲ့လို့နိုင်ငံအတွက်လည်းဂုဏ်သိက္ခာများစွာထိခိုက်စေခဲ့ပါတယ်။အဲဒီလောင်းကစားကြော်ညာရှိုက်ကူရေးကိုဥဆောင်သူက Miss Universe Organization အဖွဲ့ကမက္ကဆီကိုနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တူဖြစ်ပါတယ်။ အဲ့ဒီလုံရဲ့ကြောင့် Miss Grand International PLC MGI ရဲ့ CEO နဲ့84ချိန်မြောက် Miss Universe Thailand Asian Committee ရဲ့ဥက္ကဋ္ဌနဝက်ကိုထိုင်းရဲ့တပ်ဖွဲ့ကခေါ်ယူဆက်စည်တဲ့အထီးတောင်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ MGI ဟာ online casino လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုမရှိဘူးလို့နှောက်ကရဲစခန်းမှာထွက်ဆိုပြီးညင်ခဲ့ပါတယ်။ အဲ့ဒီနောက် Miss Grand International Public Company Limited ဟာ online casino တွေနဲ့ဆက်လင်းတဲ့လုံဆောင်ချက်တွေနဲ့တရားမဝင်ကြော်ညာကိစ္စတွေမှာပါဝင်ပတ်သက်မှုမရှိပါဘူးဆိုပြီး MGI ကနေထုတ်ပြန်လိုက်ပါတယ်။ဒါပြင် Miss Universe 2025ပြိုင်ပွဲကိုလည်း MGI ဖွဲ့စည်းရဲ့ကြီးကြပ်မှုအောက်မှာအစီအစဉ်တိုင်းဆက်လက်ကျင်းပသွားမှာပါလို့လည်းထုတ်ပြန်ဖော်ပြသွားပါတယ်ရှင်။ Trump Media ရဲ့ပြည်သက်ကြီးရောဒီကိစ္စကိုဘယ်လိုများထင်မြင်မိကြပါသလဲရှင်။